အခန်း73ရဲ့ grammar note လေးတွေကိုဆက်ပြီးတော့ကြည့်ပါမယ်နော်။ဒါဆိုရင်အခန်း73မှာပထမအဦးဆုံးမှတ်ရမယ့်ပတ္တန်လေးကြည့်လိုက်ရအောင်။သူကတော့ဘာလဲဆိုတော့ ban ni နဲ့ noun ni အခုပြောမယ် ni က particle မှာသုံးတဲ့ ni မဟုတ်ဘူးနော်။ ban နဲ့တွဲသုံးတဲ့ ni ပါ။ ban နဲ့တွဲသုံးတဲ့ ni ဆိုရင်ဘယ်လိုသုံးမလဲဆိုတော့ကြည့်ကြည့် ဘတ်ကိုမတ်ဖြုံမင်းနှီးနယ်ပေါင်းပြီးတော့သုံးပေးရတာကိုဒီချက်ထားတဲ့မတ်နဲ့ဆုံးတဲ့ဘတ်တီမှာမတ်ကိုဖြုံနှီးနယ်ကပ်ပြီးတော့သုံးပေးမယ်ဒါဆိုရင်ဘတ်ဖို့လို့အတိတ်ပဲရတယ်နောင်နဲ့တွဲမယ်ဆိုရင်နောင်နှီးလို့တွဲလို့ရတယ်ဒါပေမဲ့တချို့တချို့တော့နောင်နှီးမှာဆိုရင်အနောက်မှာရှီမော့စ်နဲ့ဆုံးတာမျိုးရှိတယ်ကိုဒီချက်ထဲဘတ်ထဲမှာဆိုရင်လေရှီမော့စ်နဲ့ဆုံးတာမျိုးရှိတယ်ဒါမျိုးဆိုရင်ရှီမော့စ်ကိုဖြုတ်ပြီးတော့နှီးနယ်ပေါင်းပြီးတော့သုံးပေးမယ်တို့ရဲ့အတိတ်ပဲက ဘတ်ဖို့နှောင်းဖို့လို့အတိတ်ပဲရတယ်။ဥပမာစားဖို့သွားမယ်၊တောက်ဖို့သွားမယ်ဆိုရင်အဲ့ဒီဖို့ဆိုရင်အတိတ်ပဲနေရာကနေပါ။သူကဘတ်ဒီဆိုရင် mask ဖြုတ်ပြီးသုံးပါမယ်။ she must နဲ့ဆုံးတဲ့စကားလုံးတွေဆိုရင် she must ကိုဖြုတ်ပြီးတော့နှီးနဲ့ကပ်ပြီးတော့သုံးပေးပါနော်။အဲ့တော့အောက်ကလေးမှာကြည့်ကြည့်ရအောင်။သူကဗာရေးထားတဲ့ဆိုတော့နာနိခတာဘေးနိ ikimashou ကနာနိခကတခုခု တာဘေးနီဆိုတာဘလို့ရေးထားတာလေတာဘေးမှာစားဒီမှာမတ်ဖြုတ်တဲ့နီကတ်ထားတဲ့အတွက်တာဘေးနီစားဖို့အီခီမရှောသွားရအောင်စားဖို့သွားရအောင်လို့ရေးထားတဲ့နီပါနောက်တစ်ခုဒုခခတဏီယာရတဲ့ရှောက်ခုဂျီနီစားဖို့အီခီမရှော သွားရအောင်တနည်းရရကို စားဖို့သွားရအောင်လို့ရည်ထားတာအဲ့တော့ရှော့ခူဂျီကဘယ်ကနေလာလဲဆိုရင် ရှော့ခူဂျီရှီမော့ဆိုရဲရှီမော့စ်နဲ့စုံတဲ့စကားလုံးအဲ့ဒီမှာရှီမော့စ်ကိုဖြုတ်ပြီးတော့ နီးနဲ့ကပ်ပြီးသုံးထားတာဒါကြောင့်မို့လို့ရခုကြီးနိစားဖို့အတွက်သွားရအောင်ဆိုရင်အထိတ်ပဲလေးပါဒါဆိုရင်သူ့ကိုမှတ်ထားပြပါသူကတော့ဘက်ကိုနှစ်မျိုးကပ်ပြီးသုံးတဲ့ပုံစံလေးကိုရီးယားစားဖို့တောက်ဖို့သွားဖို့လာဖို့အဲ့ဒီဖို့ဆိုရင်အထိတ်ပဲပြောချင်ရင်ဘက်ကို must ထုတ်မယ်နီးနဲ့ကပ်ပြီးသုံးဒါပေမဲ့တချို့တချို့တော့ဘက်ဒီမှာဆိုရင်ရှီမတ်စနင်းဆုံးထားတာဖြစ်တဲ့အတွက်ရှီမတ်ကို ဖြုတ်ပြီးတော့မှနီးနဲ့ကပ်ပြီးတော့သုံးပြီးတာเนาะအထိတ် ိဘေကဖို့ဆိုတဲ့အဓိပ္ပာယ်လေးအဲနောက်တစ်မျိုးလေးဆက်ပြီးတော့မှတ်ပါမယ်အဲနောက်တစ်မျိုးလေးကကြတော့ဘာလဲဆိုတော့ជីជីဟိုရှိဤ death လိုခြင်းလေဆိုရင်အတော်နှုံးလေးအဲ့တော့ဟိုရှိဤဆိုတာကဒါကဤနေဆုံးတဲ့ ESD လေအဲ့တော့သူ့ကို positive လို့မျိုးပြောခြင်းရင်ဘာမှဖြုတ်စရာမလိုဘူး destiny ပေါင်းတာအငင်းလို့ပြောခြင်းဤကိုဖြုတ်မယ် ခုနိုင်ဒက်စ်လေးပေါင်းတဲ့အတွက်ညာဘက်ချမ်းမာရည်ထားတဲ့ဟိုရှိခုနိုင်ဒက်စ်မလိုခြင်းဘူးဆိုရဲအငင်းပုံစံလေးရသွားတယ်ဒါကိုမှအတိတ်ပုံစံပြောချင်တဲ့အတွက်အင်းနဲ့ဆုံးတဲ့ AI system ကိုအတိတ်ပုံစံပြောင်းချင်ဘာလို့ရတာလဲ။ဤကိုဖြုတ်တဲ့ kata dash ပေါင်းရတာ။အဲ့တော့ဟိုရှိ kata dash ဒါဆိုရင် loading ခဲ့တယ်ဆိုရင်အတိတ်ပဲလေ။ ဲ့တော့မလို့ချင်းခဲ့ဘူးလို့အတိတ်အငင်းပုံစံပြောချင်းရင်ဤကိုဖြုတ်မယ်ခုနခတာဒက်စလီပေါင်းပေးတဲ့အတွက် ဟိုရှိခုနာခတာဒက်မလို့ချင်းခဲ့ဘူးဆိုရဲအတိတ်အငင်းလေးဖြစ်သွားတယ်ဒါကတော့အခန်းစက်နေတုန်းကပြောခဲ့တဲ့အကြောင်းညာကိုမမှတ်မိမှာစိုးလို့နောက်တစ်ခေါက်လေးပြန်ပြီးတော့ရှင်းပြထားတာနော်အီးနဲ့ဆုံးတဲ့ ear adjective ဖြစ်စေနားနဲ့ဆုံးတဲ့ non adjective ဖြစ်စေသူ့ကိုအခုလက်ရှိပုံစံရောအတိတ်ပုံစံရောပြောင်းတတ်အောင်သိချာလေးမှတ်ပြီးပါရောတက်လုံးလို့ပါနော်နောက်တစ်ခုလေးဆက်ပြီးတော့ကြည့်မယ်အောက်ကလေးမှာကြည့်ကြည့် ဟိုရှိ death rate လိုချင်တယ်ဆိုတာကစိတ်ခံစားချက်စိတ်ရင်းထဲမှာပါသွားပြီးလိုချင်တယ်မလိုချင်ဘူးဆိုတာကိုယ့်ရဲ့စိတ်ဆန္ဒကိုပြောတာအဲ့လိုစိတ်ဆန္ဒစိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးဆိုရင်တို့အရှိရာပါတီကေကိုကားနေပြီးတွဲပြီးတာစိတ်ခံစားချက်နဲ့ပတ်သက်တဲ့ဘက်ဖြစ်သွားပြီးဆိုတော့ကားနေတွဲပြီးတာ age well ဒီမှာဆိုရင်ကဟိုရှိ death ကွက်လက်ကိုလိုချင်တဲ့စိတ်ဆန္ဒကိုပြောချင်တဲ့အခါမှာတုံးပါမယ်ကွက်လက်နေရာမှာကြိုက်တဲ့နှောင်းထိပ်ပြီးတော့တုံး အောက်မှာဆိုရင်ဆိုနိုကာဘန်ကဟိုစီးဒစ်အဲ့ဒီအိတ်ကိုလိုချင်တယ်အဲ့တော့အိတ်ထည့်လိုက်ပါတယ်နောက်တစ်ခုကနာနီမိုဟိုရှိခနိုင်းဒက်ဘာမှမလို့ခြင်းဘူးနာနီမိုစရာဘာမှဟိုရှိခနိုင်းဒက်ကအငင်းလိုရေးထားတာမလို့ခြင်းဘူးเนาะဒါလေးတွေကရှိပါမယ်အဲ့ဒါဆိုရင်လိုချင်နေဆိုရယ်ဆက်ကစားစမ်းနေပတ်သက်ပြီးဆိုရင်သူတို့အရှိရာပတ်တီကေဘာနေပဲတော့မလဲ ဂါ့စ်ရယ်ပါတီကိန်းနဲ့ပဲတုံးပေးရမယ်နော်အဲဒါဆိုနောက်ထပ်ပုံစံလေးတစ်မျိုးအခန်း73အတွက်ကြည့်ကြမယ်နောက်ထပ်ပုံစံတစ်မျိုးကလူချင်းနဲ့ဆိုပြီးတော့ကိုယ့်ရဲ့ဆက်ဆံနာကိုပြောချင်ရင်ဆောင်းနာကလို့ဟိုရှိနဲ့မပြောဘဲနဲ့နောက်ထပ်တနည်းပြောလို့ရသေးတယ်အခုဇရာကွက်မှာပြထားတဲ့ပုံစံလေးကိုကဥပမာ စားချင်တယ်သွားချင်တယ်လာချင်တယ်ဆိုရယ်ကိုယ့်ရဲ့ဆက်ဆံနာကိုပြောချင်ရင်ဘတ်ကြီးပဲမတ်စနဲ့ဆုံးတဲ့ဘတ်ချင်နေတဲ့အတွက်မတ်ကို ဖြုတ်ပါ အနောက်မှာတိုင်ဒက်စလေးပေါင်းပြပါမယ်။ဘာလို့မလဲ။မတ်စ်ကိုဖြုတ်မယ်။တိုင်ဒက်စလေးပေါင်းနိုင်မယ်။ဒါဆိုရင်ဘတ်ချင်တယ်ပေါ့။ဥပမာ စားချင်တယ်လို့ပြောချင်းစားတာကိုဘယ်လိုခေါ်လဲ။တာဘဲမတ်စားတာ။အဲ့ဒီမှာမတ်စ်ကိုဖြုတ်တိုင်ဒက်စလေးပေါင်းတာဘဲတိုင်ဒက်စစားချင်တယ်ဆိုပြီးတော့ပြောပြီးလို့ရတယ်။ဒါကိုမှအငင်းလိုမျိုး မစားချင်ဘူးလို့ပြောမယ်ဆိုရင်ဒီဘက်မှာជីជី ကိုဒီတထားတဲ့ mask နဲ့ဆုံးတဲ့စကလုံးဒီမှာ mask ကိုဖြုတ်မယ်တာခု9 death လေးပေါင်းပေးပေါင်းပေါင်းလေတာခု9 death ဥပမာဆန္ဒကလိုမျိုးတာပဲ mask မှာ mask ကိုဖြုတ်တာခု9 death ကလိုက်ရင်ဘာစကလုံးဖြစ်သွားမလဲတာပဲတာခု9 death မစားခြင်းဘူးလို့ခေါ်တဲ့အငင်းပုံစံလေးဖြစ်သွားမယ်နော် ဒါပြီးနောက်တစ်ခုလေးစက်ကြည့်အောင်မယ်အဲ့ဒါကလက်ရှိအတွက်ပစ္စုပန်အတွက်ရဲ့စိတ်ဆန္ဒတွေကိုပြောတာအတိတ်မှာဖြစ်ခဲ့တဲ့စိတ်ဆန္ဒတွေကိုပြောမယ်စားကျင်ခဲ့တယ်လို့ပြောခြင်းကြီးကြီးအောက်ကလေးမှာဘက်ကို mask ပြုတ်မယ်တခတာ dust လေးပေါင်းပေးမယ်ဘာပေါင်းမလဲတခတာ dust အဲဆိုရင်ဆောနာကတာဘေး mask မှာ mask ကိုဖြုတ်တခတာ dust လေးပေါင်းလိုက်ရင်တာဘေးတခတာ dust စားကျင်ခဲ့တယ်ဆိုရဲအတိတ်ပုံစံလေးယာသွားမယ်အဲ့ဒါကိုမှ အောက်ကလေးမှာမစားကျင်ခဲ့ဘူးလို့ပြောကျင်နေဆိုရင်ဘက်ကိုမတ်ဖြုတ်မယ်တခုနာခတာဒက်စလေးပေါင်းလိုက်ရင်တာဘဲတခုနာခတာဒက်မစားကျင်ခဲ့ဘူးလို့ခေါ်တဲ့အတိတ်ပုံစံအညင်းလေးဖြစ်သွားလိမ့်မယ် နော်ဒါဆိုရင်ကိုရီကကိုယ့်ရဲ့ဆက်ဆန္ဒကိုပြောတဲ့အခါကျရင်ဆန္ဒကလူမျိုးဟိုရှိဤဒက်စ်လို့ခေါ်တဲ့တလုံးထဲတင်မဟုတ်ဘူးချက်ထားတဲ့ဘတ်တီကိုလည်းပုံစံပြောင်းပြီးတော့စိတ်ဆန္ဒတွေလူချင်းတဲ့အရာတွေကိုပြောလို့ရပါတယ်ဒါဆိုရင်ဒီစရားကွက်အတိုင်းကိုချက်ထားပြပါမယ်နော်အောက်ကလေးမှာဆိုသူဥပမာလေးရေးထားပြတယ် but time death ဆိုရင် but ချင်တဲ့ဘက်ကို mass ပြုံမဲ့ time death လေးပေါင်းနေအဲ့တော့အောက်မှာဆိုရင် nani o ta be time death က ်ဘာကိုစားခြင်းလဲအောက်မှာဆိုရင်နာနီမိုတာဘေတာခူနိုင်ဒက်ဘာမမစားခြင်းဘူးဒါတွေဆိုရင်တစ်ချက်လောက်ဒီမှာတတိထောက်မှာဘတ်ဒီကိုမတ်ဖြုတ်ဖို့အတွက်မမင်းနေနော်မတ်ဖြုတ်ပြီးတော့မှလှရင်မတ်ဖြုတ်ပြီးတော့မှကိုယ်ရဖြစ်ခြင်းနဲ့စိတ်ဆန္ဒကိုပြောတယ်ဇရာကွက်ထဲကပုံစံလေးနဲ့တွဲပြီးတော့တုံးပြီးပါ နော်အဲ့ဒါဆိုရင်ဒီအခန်း73မှာကလိုချင်တယ်မလိုချင်ဘူးဖြစ်ချင်တယ်မဖြစ်ချင်ဘူးဒီလိုမျိုးကိုယ့်ရဲ့စိတ်ဆန္ဒတွေကို ပြောတဲ့ပုံစံနှစ်မျိုးရှိမယ်နော်ဟိုရှိ death ဆိုတဲ့ပုံစံနဲ့လည်းပြောလို့ရတယ်လို့ဆောနာက bad time death လို့ခေါ်တယ်ဘက်ကို massive time death ပေါင်းတဲ့ပုံစံလေးလည်းရှိမယ်နော်ဒါလေးကို အခန်း73အတွက်တိကျလေးမှတ်စေချင်ပါတယ်